မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ခေါင်းစဉ်ကိုကျွန်တော်နဲ့တော်လှန်ရေးနေ့လို့အမည်ပေးထားတာပါအဲ့တော့ကျွန်တော်ကအာငယ်ငယ်ရပါတော့အမေက အဲကျွန်တော်မွေးနေ့ကိုမေးတဲ့အခါကျတော့အမေကျွန်တော်မွေးနေ့ပြောပါဦးမှတ်မိတဲ့အရွယ်ပါပေါ့နော် ကျွန်တော်တို့ကကိုမွေးနေ့လေးသိကြတာပေါ့ဟိုကျွန်တော်တို့ပုံမှန်ဒီအဲចောင်းမှာအခုမှတ်ပုံတင်နေမှာပါတဲ့ဒါမွေးနေ့တွေကတချို့တော်တော်များများပေါ့နော်တိတ်မမှန်တာများတယ်ရဒါကျွန်တော်တို့ခစ်ကပေါ့နော်ဒီဘက်နောက်ပိုင်းမှာတော့နည်းနည်းမှန်လာကြပါပြီဟိုကျွန်တော်တို့ခစ်တော့ကတော့ဟိုတိတ်ပြီးတော့ဒီအင်္ဂလိပ်ခုနှစ်တွေကចောင်းအပ်တဲ့ချိန်မှာ เนาะဟိုတွေ့တဲ့ date ကိုရေးကြတာနေဆိုတော့တချို့အဲ့မှတ်ပုံတင်တဲ့အခုနှစ်တွေမွေးနေ့တွေကိုဒါအဲကိုယ့်ရဲ့မွေးနေ့လို့ဒီလိုထင်ကြတာလည်းရှိတယ်အဲကျွန်တော်အမေမေးကြည့်တာဗောနော် အမေဟိုတားကိုမွေးတဲ့မွေးနေ့ဗောနော်အဲ့ဒီမွေးနေ့ကအေးတဲ့နေ့မွေးနေ့ရတဲ့เนาะအဲဘာနေ့လဲတော့မသိဘူးတဲ့အာဇာနီနေ့လားတဲ့လွတ်လပ်ရေးနေ့လားတဲ့ဆိုတော့အဲ့ဒါကျွန်တော်ကအပြန်ပြီးတော့ဒီမြန်မာခုနှစ်နဲ့ပြန်တိုက်ရှာရတာပေါ့နော် ပြန်တိုက်ရှာတဲ့ခါကျတော့အဲ့ဒီနေ့က အဲပြန်ကြည့်လိုက်တဲ့ခါမှာကျွန်တော်ရဲ့ဒီမြန်မာခုနှစ်ကောမွေးနေ့ရောအဲပြီးရင်ကျွန်တော်တို့ဒီဒီမတ်လ29ရောပေါ့နော်သွားတိုက်တဲ့ဟာကြတော့ဩဒါဆိုရင်တော့အမေကဒီတော်လှန်ရေးနေ့ကိုเนาะသူအခြားနေ့တစ်ခုခုနဲ့အမှတ်မှားပြီးပြောတာဖြစ်မှာเนาะဆိုပြီးတော့ကျွန်တော်တို့ကအဲအဲ့ဒီနေ့နဲ့ပြန်ပြီးတော့ကြည့်လိုက်တော့မှကျွန်တော်ကတော်လှန်ရေးနေ့မှာမွေးတဲ့သူဖြစ်နေတာပါပေါ့နော်เนาะဒီနေ့ကဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အင်မတန်အရေးပါတဲ့နေ့တစ်နေ့လို့လည်းပြောလို့ရတယ်ဒါမြန်မာသမိုင်းမှာဆိုလို့ရှိရင်เนาะ အာဒါ beauty shop ဆိုရင်ဘယ်လိုပြောလဲဆိုတော့เนาะအာဘူဂျော့ဆန်ကိုပြောတဲ့စကားလေးကျွန်တော်တော့အမှတ်ရတယ်เนาะ beauty shop ကိုတိုက်ထုတ်ဖို့အတွက်ဆိုပြီးတော့ဒီကျွန်တော်တို့ဂျပန်ကိုသူအကူအညီခေါ်တယ်လေအဲခေါ်ပြီးတော့မှတခါဂျပန်ကเนาะဟိုပြန်ပြီးတော့အဲ့မှာမြန်မာနိုင်ငံကိုဆက်ပြီးတော့เนาะဟို festive ပြုမဲ့အခြေအနေကနေရှိတဲ့ခါကျတော့အဲ့မှာဘူဂျော့ကပြန်ပြီးတော့ဒီအင်္ဂလိပ်ကိုမဟာမိတ်ပြုပြီးတော့ဟိုဂျပန်ကိုပြန်တော်လှန်တော်လှန်မယ်ပေါ့เนาะဒါကြောင့် အဲဗြိတိရှောက်ပြန်ပြီးတော့เนาะဟိုသူကမဟာမိတ်ပြန်ပြုတ်ပြီးတော့ဂျပန်ကိုပြန်တော်လန်တဲ့ချိန်မှာเนาะဟိုပြောတဲ့စကားလေးတောင်သွားအမှတ်ရတယ်เนาะဟိုဗြိတိရှောက်ဟိုဒီအဖွဲ့ပေါ့เนาะအချို့အဖွဲ့ဝင်တွေကပြောကြတယ်အာအောင်ဆန်းရတယ်เนาะဟိုနှင်းတော့လည်းနေပဲတယ်အဲဂျပန်နေနဲ့ခေါ်ပြီးတော့เนาะသူတို့ကိုတိုက်တာပေါ့เนาะအဲပြီးတော့တခါဂျပန်ကိုပြန်တိုက်မယ်လို့တော့ဗြိတိရှောက်ကိုခေါ်တော့ဟောခေါ်တော့လည်းနေပဲเนาะဒီစကားလေးလည်းသွားအမှတ်ရပါတယ် ဒေါ်လာအင်းကြီးကတော့ဒါအားလုံးသိပါတယ်1945ပေါ့နော်ဒါကျွန်တော်တို့မတ်လ28ရက်နေ့မှာဒါဘူဂျော့ဆန်ဦးဆောင်နေပေါ့နော်ဒီအဲ့ဒီအဲ့ဒီအချိန်ကမြန်မာတပ်မတော်ကပေါ့နော်ဒါဂျပန်ကိုပြန်ပြီးတော့အဲတောလန်နဲ့နေ့ ဖြစ်ပါတယ်အဲ့ဒီနေ့ကိုကျွန်တော်တို့ကဒါဒေါ်လာရင်းနေအနေနဲ့မြန်မာသမိုင်းမှာဒါအဲအခုလိုမျိုးပေါ့နော်ကျွန်တော်တို့အခုဆိုရင်2ပေါင်း80တောင်းเนาะဒါရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒေါ်လာရင်းနေပါပဲဒါပေမဲ့ကျွန်တော်ဒီနေ့အဲအဓိကပေါ့နော်ကျွန်တော်တို့ကဒီဒေါ်လာရင်းနေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်အတွေးလေးတစ်ခုပေါ်လာရှိပါတယ်ဒါကတော့အခုမှတော့မဟုတ်ပါဘူးကျွန်တော်အရင်မွေးနေ့တွေရောက်တိုင်းမှလည်းအမြဲတမ်း ဟိုကျွန်တော်ကိုကျွန်တော်ငွေနေ့ရောက်ပြီဆိုရင်အကြောင်းအမြဲတမ်းဆန်းစစ်တာရှိတယ်အပြီးခဲ့တဲ့ဒီတစ်နှစ်တာအတွင်းမှာဗောနော်ကျွန်တော်ဘာကြီးလုတ်ခဲ့လဲဘလောက်ထိကျွန်တော်ကကို့အတွက်ကောကို့မိသားစုအတွက်ကောကို့ပတ်ဝန်းကျင်အတွက်ကောနောက်တနည်းအားဖြင့်ပြောရင်ကို့လူမှုအတိုင်းဝိုင်းဗောနော်ကို့နိုင်ငံနောက်ဒီကျန်တဲ့ကို့လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက်ကောဗောနော်ကျွန်တော်ဘာကြီးလုတ်ခဲ့လဲဆိုတာကိုကျွန်တော်အမြဲတမ်း review လုပ်ပါတယ် เนาะအဲ့ဒီထဲမှာကျွန်တော်ကတကယ်ပဲကျွန်တော်เนาะဟိုအကျိုးရှိတာတွေเนาะလုတ်လုတ်ဆောင်ခဲ့လားတကယ်ပဲကျွန်တော်အကျိုးမဲ့တာတွေလုတ်ဆောင်ခဲ့လားเนาะဒါတွေကိုကျွန်တော်တို့ကပြန်လဲပြီးတော့ဆန်းစစ်ပြီးတော့မွေးနေ့ရောက်တိုင်းမှာအဲကျွန်တော်တွေ့ကတော့အဲ့လိုပြန်ပြန်ပြီးတော့เนาะသင်ခန်းစာတွေယူပြီးတော့ရှေ့လာမဲ့ကျွန်တော်ဆက်လက်ရှင်သန်ဖြတ်သန်းမဲ့ပေါ့เนาะကျွန်တော်မွေးရက်တွေအတွက်ကိုအမြဲတမ်းကျွန်တော်သင်ခန်းစာယူတယ်အဲပြီးရင်တော့ကျွန်တော်အဲ့ဒီထဲကနေပြီးတော့အဲတန်ဝေကားတွေလည်းယူပါတယ်เนาะအဲ့တော့ကျွန်တော်ကဒီနေ့အထူးပြောချင်တာကတကယ်တမ်းကျတော့ကျွန်တော်တို့အားလုံးဟာเนาะ ဟိုနေ့စဉ်ကျွန်တော်တို့ကတော်လန်နေရက်တွေကိုဖြတ်တန်းနေရတာပေါ့အဲကျွန်တော်တို့ကိုယ်တိုင်လည်းဒီနေ့အချိန်ဒီအများနဲ့ကျွန်တော်တို့တော်လန်နေရက်တွေကိုဖြတ်တန်းနေရတယ်အကိုအပေါ်မှာအနိုင်ကျင့်တာရက်စက်တာရုပ်မာတာဒီလိုအခြေအနေမှာတော်လန်တဲ့ပုံစံတွေရှိသလိုအဲအဲ့ဒီလိုပဲကျွန်တော်တို့ကလုံအပ်လာလို့ရှိရင်လည်းကိုကိုကိုပြန်တော်လန်ရတာလည်းရှိပါတယ်ဆိုပါစို့ဘယ်လိုအခြေအနေတွေကိုကိုကိုပြန်တော်လန်ရမှာလဲဆိုရင်ကို့မှာကို့အတွက်ကို့ပတ်ဝန်းကျင်အတွက်ကို့မိသားစုအတွက်ကို့လူမှုအတိုင်းဝိုင်းအတွက်တကယ်ကိုအကျိုးမဲ့စေတဲ့ စိတ်ဓာတ်ဉာဏ်ဖြစ်မှုတွေစိတ်ဓာတ်ယုတ်မာမှုတွေခံယူချက်မကောင်းမှုတွေအဲတနည်းအားဖြင့်ပြောမယ်ဟိုကြောက်ရွံ့တဲ့စိတ်တွေနော်နောက်တစ်ခါအရှုံးပေးခြင်းတဲ့စိတ်တွေအဲလုံးရင်ဖြစ်ပါမလားဆိုတဲ့တန်တရားစိတ်တွေနော်တကယ်ကိုအဲသူသူတို့ဘာအပေါ်မှာတကယ်မကောင်းတဲ့ပေါ့နော်မစ္စတီးယာပေါ့နော်အနိုင်လိုခြင်းနဲ့အငုံစိတ်တွေပေါ့နော်အဲဒါတွေကိုလည်းကျွန်တော်တို့ကတွန်းလှန်ဖို့လ နော်တော်လှန်ဖို့လိုတယ်ဒါကကျွန်တော်တို့စိတ်ဓာတ်နဲ့နော်အပြုတ်မှုတွေလည်းရှိတယ်အများအားဖြင့်ကျွန်တော်တို့ကအနိုင်ကျင့်ကျင်တဲ့နော်အပြုတ်မှုတွေရှိတယ်သူတို့ဘာပေါ်မှာကျွန်တော်တို့မကောင်းတဲ့အပြုတ်မှုတွေရှိတယ်နော်နောက်တစ်ခါကိုယ့်ရဲ့ဒီအလေးထတွေပေါ့နော်ဟိုပြင်းရတာတွေမကြိုးစားကျင်တာတွေဇွဲမရှိတာတွေဒီလိုအလေးထတွေလည်းအများကြီးရှိပါတယ်နော်အလုပ်တစ်ခုလုပ်ရင်ပြီးစလဲလုပ်တာတွေနော်ကိုယ့်အတွက်ကိုယ့်ရဲ့ရည်မှန်းချက်နဲ့မကိုက်တဲ့နေရာတွေမှာအချိန်ဖြုံးနေတာတွေနော်ဒါတွေကိုကျွန်တော်တို့ကဒီအလေးထတွေကိုလည်းတောလှန်ဖို့လိုတယ် ဒါကြောင့်ကျွန်တော်တို့ကဒီတောလန်နဲ့တောလန်နဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ကိုယ့်ပေါ်မှာရုပ်မာတဲ့အနိုင်ကျင့်တယ်အခြားသောကျွန်တော်တို့ပြင်ပတောလန်မှုတွေရှိသလိုเนาะပြင်ပတောလန်မှုတွေရှိသလိုကိုယ့်အစ္စရတဒီတန်တန်ပေါ့เนาะအစ္စရတန်တန်လို့ခေါ်တယ်ကိုယ့်ကိုယ်ရင်းမှာကိုယ့်မှာဖြစ်တည်နေတဲ့အဲစိတ်မှာတောလန်ရမယ့်အရာတွေရှိသလိုအပြုတ်မှုတွေတောလန်ရမယ့်အရာတွေရှိတယ်เนาะဒီမတ်လ20ခွန်မှမဟုတ်ပါဘူးကျွန်တော်တို့ကတော့အခုကာလအထိပေါ့เนาะနေ့စဉ်ကျွန်တော်တောလန်နေ့ရက်တွေကိုဖြတ်တန်းနေရစေဖြစ်ပါတယ် ရှင်းဆက်ပြီးတော့လဲကျွန်တော်တို့ကျွန်တော်တို့ရဲ့လွန်မြောက်မှုတွေပေါ့နော်ကျွန်တော်တို့ရဲ့လိုချင်တဲ့ပန်းတိုင်းတစ်ခုစီကိုမရောက်မချင်းကိုယ့်ရဲ့အောင်မြင်မှုခီးတစ်ခုမစိုးမချင်းအထီးကတော့ကျွန်တော်တို့ကတော်လှန်မွေးနေ့ တော်လံမွေးရက်တွေကိုကျွန်တော်တို့ဖြတ်သန်းနေရအောင်မှလည်းဖြစ်ပါတယ်အဲဒါကြောင့်မိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့အမှတ်တရစကားအနေနဲ့ကတော့အပြစ်ပမှာကိုဘဝအတွက်နော်ကိုပဝင်းချင်းကိုလူမှုအတိုင်းဝိုင်းအတွက်တော်လံနေရတဲ့နော်တော်လံနေရက်တွေရှိတယ်လို့ပဲနေ့စဉ်ကိုဘဝမှာရှိနေတဲ့ကိုရဲ့အတွင်းအစ္ဆရတန်တန်မှာပေါ့နော်ကိန်းအောင်နေတဲ့ကျွန်တော်တို့ရဲ့မကောင်းတဲ့အပြုတ်မှုတွေစိတ်ဓာတ်တွေဒီလိုအလေးထားတွေကိုလည်းကျွန်တော်တို့ တော်လှန်ဖို့လိုတယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်ကျွန်တော်တို့တော်လှန်ရမယ့်အရာတွေတော်လှန်တဲ့အရာတွေကိုကျွန်တော်တို့မတော်လှန်နိုင်သေးတာကတော့မိษွေရဲ့တော်လှန်နေရတဲ့အားလုံးပါမိษွေကအမြဲတမ်းအနိုင်ကျင့်ခံနေရမယ်အဲ့ဒီအရာတွေကပဲမိษွေရဲ့ဘဝမိษွေရဲ့ရှင်သန်မှုတွေကိုပဲရန်ချိုးဖျက်ဆီးသွားလိမ့်မယ်ဆိုတာပြောချင်ပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ကျွန်တော်ရဲ့တော်လှန်နေရတဲ့ကိုရှေ့ဆက်ပြီးတော့ဖျက်ဆီးနေစေဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။